တည်သွားတဲ့သူဟာပီတိဝင်ပူပြီးတော့ဟာပေါ်တော့တည်တော့အခေါင်းနဲ့ကချုပ်ပြီးဟာအခေါင်းနဲ့ကချုပ်ပြီးကားရိတ်တော့တော့အမတ်ကြီးအနေနဲ့တော့တော့လို့အော်ဇမ်ဝင်ကန်နေပြုတ်ဆောင်တဲ့ချိန်မှာတော့တကယ်ဟိုခြောက်ခြားစရာပြီးတော့ဒီ setting လေးပြီးတော့ lighting လေးအတိအချာအာနဲ့ဟိုမျိုးရရိုက်ထားတာပေါ့နော်ဆိုတော့တကယ်တကယ်မိတ်ကပ်ပလိန်ထားတဲ့ချိန်မျိုးတွေဆိုညီမလေးတို့ကြီးလက်လက်တာမျိုးလေးရောရှိတယ် ကပန်ဒိုရာဆိုတဲ့ရုပ်ရှင်ကမှမြေပီတိဆိုတဲ့ကောင်မလေးပေါ့အဲဒီကောင်မလေးကတရေတွေကိုမြင်နိုင်တယ်ပြီးတော့တရေဆိုဒီဟိုနနာဘဝတွေမြင်အမမြင်ထက်တဲ့ဟိုသူကကြားထဲကနေပြီးတော့အာဒါသူ့ကိုအခုကြီးကြောင်းတဲ့သဘောမျိုးပေါ့နော်သူကငငယ်လေးကသူကနေဒီသူကအဲ့လိုစိတ်နဲ့ဖြတ်တန်းခဲ့ရတဲ့ဘဝအဲ့လိုဇက်ကောင်ကနေပြီးတော့မြေတယောက်ဆောင်လာပါတယ်ဒီတော့ကားပဲတင်လာတော့အဲ့လိုပေါ့ဟဲ့ အင်ဂျင်နီယာကောက်ကူလောင်တွေပြောရမယ်။လက်အောင်ရတယ်ကွာ။နေကားချိန်ပါလေ။တင်း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 လေးရောမမချင်ထားဆိုတော့ဒီနှဖာပြန်ပေးတယ်။တောက်ကြည့်လေ။မပါပါ။ဘေးရလေမိမိသားသူ။ကားရိတ်တုံးကတော့အမတ်ကြီးအနေနဲ့တော့လို့ ဇောင်းမီကန်နေတရုတ်ဆောင်တဲ့ချိန်မှာတော့ဟိုတကယ်ဟိုခြောက်ခြားစရာပြီးတော့ဒီဆက်ကျင်လေးပြီးတော့လိုက်ကျင်လေးအတိအချာအာနဲ့ဟိုပြီးတော့ရိုက်ထားတာပေါ့နော်ဆိုတော့အာအဲ့လိုအမှတ်ကျဆိုတာအဲဒီဟိုခေယောက်ကကိုနေဦးနဲ့တရုတ်ဆောင်နေစင်းပေါ့နော်မင်းလည်းအဲ့လို အာဒါတရဲဝင်ကိုရဲကိုနေဝင်ရနေပြီးတော့ဒါတရဲမကိုနှင်ထုတ်တဲ့စင်အဲ့လိုမျိုးတွေဆိုလို့ရှင်တော့အဲ့စင်တွေကဒါအာဒါမင်းကိုတရဲမနဲ့အဲအပြဲလို့ရိုက်တဲ့စင်မျိုးတွေပါတယ်ပေါ့နော်အဲ့လိုဆိုတော့ rehearsal ခဏခဏလုပ်ပြီးတော့ဒါအာနှစ်ယောက်တိုင်ပင်ပြီးတော့ဒါကြိုက်ကြကြရယ်ပေါ့နော်အာ director ကိုဒီဆိုလို့ရှင်လည်းဒါဒီနေ့ကလည်းကိုဒီနေ့ဆိုရင်အရှိမဒါရည်ရွယ်မှုတို့ ပြမုန်းခွင်းတို့ဒါကိုရီးယားဇညုံးတွေပဲကိုရီးယားဇညုံးဆိုလည်းအရင်ကောင်းတယ်ပေါ့ဒီကားဆိုလို့ရှိရင်ရှင်းမှာဒါကိုရီးယားခဲ့တဲ့ကားလည်းအရင်ကောင်းတယ်အဲဒီပန်ဒူရာဆိုလည်းကိုရီးယားဇညုံးကြီးကိုရီးယားရဲ့ကူးပဲပြီးကိုရီးယားမချိုက်မချင်းပေါ့ပြီးတော့အဓိကအဲ့လိုမျိုးမေး idea ကိုထက်လဲကိုရီးယားသူသူလိုချင်တဲ့ idea ကိုပြပြရယ်ပေါ့နော်အဲ့တော့မရမချင်းတဲ့ဥစ္စာောင်းနဲ့ အဲပြီးတော့ဆိုတော့ပို့ပြီးတော့ကောင်းတာပေါ့။အဲမရိုက်ခင်အကိုကြည့်မယ်နော်။အဲသူပြောရတယ်ပေါ့နော်။ဒါပေမဲ့ rehearsal ခဏခဏလုပ်ပြီးတော့ကြိုက်တော့စီးပြီ။ ိုတဲ့ဘဝပဲရှိတယ်။တကယ်လည်းပြမှာရှိတယ်ဗျာ။ပြီးတော့ဒီမှာကျတော့မေတို့ဒီကမရိုက်ခင်တည်းကမီတင်တွေခဏခဏလုပ်တယ်ဗျာ။ပြီးတော့ကိုကြီးကအဲလောကမိတ်အိုက်တင်ကို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 ယ်တိုင်လည်းလုပ်ပြရတယ်။ပြီးတော့သူ့လိုချင်တဲ့ခုနပြောလို့သူ့လိုချင်တဲ့ပုံစံပေါ့နော်။ပြီးတော့မျက်လုံးကအစပြီးတော့အတန်ပေါ့အတန်အစဟိုအများကြီးဒါဟိုပြောပြတော့လေ။အဲမရမချင်းပေါ့အတန်ဆိုလို့ရှိရင်လည်း ဲ့လိုအာဖြတ်သွားတယ်ပေါ့အဲ့လို oral စင်တွေပါတယ်ပေါ့အဲ့ဒါဆိုတော့သူအတန်အတန်ဟိုရှိတဲ့အတန်အားလုံးကိုထုတ်ပုံထိုင်းတယ်ပေါ့နော်ဆိုတော့ဒီဒီကားကတော့အဲ့လိုမျိုး အဲအိုက်တင်ကအပြောင်းလဲလေးဖြစ်တာပေါ့နော်ဟိုကိုဒီလည်းအများကြီးလုပ်ရတာကတော့အဲ့လိုဒါဒရိုက်တာနဲ့ဇညုံးရဲ့ဟိုအတိုင်းပဲပြောဆိုတာပေါ့နော်ဒရိုက်တာနဲ့ခုနပြောဆိုကိုဒီကသူလိုချင်တဲ့ဟောအသေးစိတ်ကအစပြောပြပေးရပေါ့နော်အနေနဲ့လိုနေနဲ့လိုနေရအများကြီးလည်းအများကြီးအဲ့လိုလေးအိုက်တင်ပြပေးရဆိုတော့ဒါလောက်ရအဆင်ပြေပါဘူးဒါစစ်လို့ နေ့ကျရင်မင်းတို့စီသူတို့ရောက်လာကြလိမ့်မယ်။ဒါရုပ်ရှင်ကားဆိုတော့ပြီးတော့မေတို့ကရိုက်နေတဲ့အချိန်မှာဘေးနားမှာလည်းဒါဖွဲ့အဖွဲ့တွေရှိရဲပြီးတော့ဒါ lighting ဖွဲ့တွေအများကြီးပဲပေါ့နော်ဆိုတော့ဘယ်လိုကြောက်နေတာဆိုတော့ကိုကိုကိုရဲ့ character ကိုတော့အကောင်းဆုံးပေါ့။ရိုက်နေရဲ့စသိထားရတဲ့အချိန်ကြီးရှိတယ်။အဲအဲ့လိုအဲအဲ့လိုမျိုးတော့မရှိတကယ်ဟိုကမေကပ်လိမ်းထားရတဲ့ဒါတရေတရေမေကပ်လိမ်းထားတဲ့အချိန်မျိုးတွေညီမလေးတို့ကြီးလက်လက်တာမျိုးလေးရောရှိတယ်။ ဟုတ်ကဲ့ဒီလိုဆိုတော့ရုံမှာရတာတကယ်ရရှိတာပဲဒီရောရုံမှာဘာလို့ရောကြောင်းလဲကလေးတူကလေးနဲ့တူပါလို့ဟုတ်ကဲ့ငွေတော့စမ်းဘူးအဲ့လိုမျိုးတော့မကစားဘူးပေါ့နော်ဟိုကပေါ့ damage ဒီကားမှာအဲ့စင်ကပထမဆုံးဒီကားပထမဆုံးနေမှာခံလိုက်တဲ့ခေါ်ရစီရိုက်ကြဆိုတော့ပြီးတော့အဲ့ကားအဲ့ nice ပထမဆုံးနေရတာပေါ့ပြီးတော့အဲ့စင်ပထမဆုံး ော့ရိုက်ထည့်ချင်အရင်ပေါင်နေပြမိုးရတယ်ဆိုတာပြီးတော့ရိုက်ထည့်ချင်ကြတော့တိတိစစ်စစ်လေးဖြစ်နေတော့နည်းနည်းလေးတော့ရေပုံပြီးဒီကားလေးတော့ဒါပရိသတ်ဟိုဒီကြည့်နေကြတာကတော့ချက်ချက်နဲ့ကောင်းနေလို့ဖြစ်မှာတကယ်ကိုကြောက်စရာကောင်းတဲ့ horror scene ဟို horror scene တွေအများကြီးပါတယ်တကားလုံးပါ တကယ်အမ်ကောတကားလုံးကိုကြောက်နေရမှာပေါ့နော်ဆိုတော့အာနာကြည့်တက်မှာလေအဲ့လိုမိလိုမျိုးတရေကကြိုက်တဲ့သူတွေဆိုလည်းဒါဒီကောက်ကိုဟောကြမှာမင်းဆိုလို့ရှိရင်အဲ့လိုမျိုးတရေကကြိုက်တယ်ပေါ့နော်တရေကောက်ကမှ horror comedy တစ်ချက်အဲ့လိုမျိုးတကယ်အရင်ကြောက်ရတဲ့ကားမျိုးကိုသဘောကျတာဆိုတော့ဒီကားလေးရိုက်တဲ့အချိန်မှာလေကိုကိုတိုင်းနဲ့အာပရိသတ်တယောက်အနေနဲ့စပြန်ကြည့်မွေးနေဟိုဟာပူချီလို့ပြင်တော့ ကဲ့ပါမင်းတို့ဒီပန်ဒိုရာရုပ်ရှင်ဇာတ်ကားကဘောပွဲပေါ်လာ28ရက်နေ့ကျရင်ယုံကြည်မှဖြစ်တဲ့အတွက်အဲလာရောက်ပြီးရောအပိပါလို့ပြောချင်ပါတယ်